ဒီနေ့သရင်ညွတ်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်မှာဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကလာမှာမြတ်စွာဘုရားဟာတော်ရင်သားလက်ပြည့်တက်ပြီးတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့သူပြည့်ကိုပြန်နေကြလာတယ်အမတ်တရားနေ့ ီနေ့ဘယ်ပြီးဓမ္မခါရနေလို့ဆိုတာပြီးဓမ္မခါရနေဆိုတာပြီးဓမ္မတရားဟောရကဝါဇုလာဘိကျတရားရည်အစီစာပြီးတော့ဟောတာတရေညလာဘိနေစေပြီးတယ်အဲ့တော့ပြီးဓမ္မတရားဟောလို့ဆုံးသက်တဲ့နေ့တို့တို့မှတ်ရမှာဒါကိုပဲပြီးဓမ္မခါရနေလို့ဆိုပြီးဓမ္မပြေမှာမှတ်သားနားလည်ထားကြလို့ပြောတော့ပြီးဓမ္မတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြာအောင်ရသဗျာပြိမာတရားတော်ကိုတောင်းရင်သာတပ်ပြီးမှဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာတပ်ပြီးကသကြမင်းဖန်ဆင်းတဲ့ရွှေစောင်းနှံငွေစောင်းနှံပြမြစောင်းနှံလို့ဆိုတယ်။စောင်းနှံလေးကားကြီး300အနေနဲ့ ခန္ဓာတပြိ့စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေသူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ဘုရား။ဘာလို့လဲဆိုဒီတရင်ညလာပြီနေဆိုရင်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား ို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုပြန်လေကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကျုပ်ပူဇော်ရဲဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအထေရွယ်နဲ့သရေညုလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ တို့ပြောင်းလဲချာရသော်ဗျာရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညွလပြည်နေမှာမိထွန်းနာရောကတိကနက်ခတ်လို့ခေါ်တယ်မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းမွေးကျင်းပသလိုပဲ ကိုယ့်ရဲ့အစင်လာရလောက်ကြတာ